ဒီဒူရီယာသူတို့နဲ့ထိုက်တန်တဲ့အစိုးရပဲရတယ်တဲ့ဆိုချင်တာကတော့သူတို့ကလူကောင်းတွေယူလိုက်ရင်သူတို့အတွက်အကျိုးရှိမဲ့အစိုးရပေါ်လာမယ်အဲ့ဒီအစိုးရပေါ်လာတဲ့ပုံမှာမူတည်ပြီးမှသူတို့ဘယ်လောက်အကျိုးခံစားရမလဲဆိုတာမျိုးအပြေထွက်မှာပါကဲအဘအနေနဲ့ရေကောက်ပွဲမှာမဲဘနဲ့ချင်းပြေးပြီးသွားလိမ့်မယ်အဲကျွန်တော်က2010မဲပြေးပြီးပါတယ်2015မဲပြေးပြီးပါတယ်2020လည်းမဲပြေးပြီးပါသုံးချိန်ပြေးပြီးပါတယ် ရင်ကမဲပေးပုံလေးနဲ့အခုမဲပေးပုံပွားချချက်ကိုလည်းပြောပြပေးပါဦးခင်ဗျ။ဟုတ်ကဲ့။တော့ပွားချပါခင်ဗျ။အခုကတော့ကျွန်တော်တို့စနစ်တစ်ခုပြန်ပြီးတော့ဝင်ရမှာပေါ့လေ။အခုကကျွန်တော်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်မှာပေါ့။ပြန်တက်တော့ဒီယူဘဘွဲကအမှန်အရေးကြီးပါတယ်။ကျွန်တော်လည်းယုံကြည်ပါတယ်။ကျွန်တော်မျိုးမှာဆိုလို့ရှိရင်ဒီမဲပေးစနစ်တွေပါတွေလုပ်တဲ့အခါဒီလူလူတူကအမှန်စိတ်ဝင်စားတယ်ခင်ဗျ။လာရောက်ပြီးတော့နားထောင်ပါဒီစနစ်မဲပေးရတာလေကျွန်တော်တို့ကိုယ်တိုင်လည်းစမ်းပြီးတော့မဲပေးပြီးပြီ။တော်တော်လေးကိုကောင်းပါတယ်။ အပြင်ပါဟာတွေအနှောင့်အယှက်မရှိဘဲနဲ့မှန်မှန်ကန်ကန်နဲ့ပေါ့လေ။ဗျာနီလာမြားတတာနဲ့လုံနိုင်တဲ့စနစ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါခင်ဗျာ။ဘုံရေကောက်ဝယ်ပြုလုပ်ရတဲ့အတွက်ကြောင့်မလို့အစိုးရတည်းရဲ့ပေါ်ပေါက်လာပြီးတော့အဲ့ဒီအစိုးရကပြည်သူတွေကိုဘယ်လောက်ထိအကျိုးပြုမယ်လို့အပားနေနဲ့ထင်ပါတယ်။အဲကျွန်တော်ကတော်မြှော်လင့်ပါတယ်ခင်ဗျ။တော်မြှော်လင့်ပါတယ်။အခုကျွန်တော်တို့နိုင်ငံရေးပါတီတွေဖွဲ့စည်းတည်ထောင်တာတွေကြည်တယ်ကိုယ်စဲလောင်းနေလဲအကုန်လုံးပြင်ညာပြီးပြီဆိုတော့ဒီကိုယ်စဲလောင်းနေရဲ့အကြီးချင်းနေလာကျွန်တော်တို့သဘောကျပါတယ် ဒီသူတွေကသူရွေးလိုက်တဲ့ပုံကိုပေါ်မှာမူတည်ပြီးတော့သူတို့ဘယ်တော့ခံစားရမလဲဆိုတာအဖြစ်ဖတ်မှာပါကျွန်တော်နိုင်ငံရေးလောကမှာရှိပါတယ်ဒီသူတွေကသူတို့နဲ့ထိုက်တန်တဲ့အစိုးရပဲရတယ်တဲ့ဆိုချင်တာကတော့သူတို့ကလူကောင်းလေးရွေးလိုက်ရင်သူတို့အတွက်အကျိုးရှိမဲ့အစိုးရပေါ်လာမယ်အဲ့ဒီအစိုးရပေါ်လာတဲ့ပုံမှာမူတည်ပြီးမှသူတို့ဘယ်တော့အကျိုးခံစားရမလဲဆိုတာမျိုးအဖြစ်ဖတ်မှာပါနဲ့အခုကျွန်တော်မှန်ပြောလို့ထပ်ပါတယ်